လုံခဲ့တဲ့လာပိုင်းလောက်ကပဲခင်မွန်ဖြစ်သူထက်ဦးလိုက်နဲ့တရားဝင်ကွာရှင်းပြက်ဆဲခဲ့တဲ့နိုင်ငံကျော်တရုတ်ဆောင်လွင်မိုးဤတမီးဖြစ်သူရိုးဒီလွင်မိုးကယခုလက်ရှိ နိုင်ငံသားမှာဦးတန်းရွှေရဲ့မြီးတထေးလေးဖိုးလာပြီနဲ့ပျော်မြူးနေတဲ့ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ရခြင်းပဲဖြစ်ပေါ်ရင်ပရိသတ်ကြီးအားလုံးမြင်ကြလားပါတူပြီး channel လေးကနေပြန်လဲလို့ကြိုဆိုလိုက်ပါရယ်အိမ်အောင်ကွဲတာမှာတိတ်မကြတည်တဲ့တစ်ခုလက်ကလေးမီ ရုံးဒီလွင်မိုးလေးကတော့ယခုလက်ရှိ ဖိုးလာပြည့်နဲ့ပျော်ပါနေတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လို့လာခဲ့ရတာကြောင့်ဘရိတ်တက်တီရဲ့အကြီးကျယ်ဝေဖန်ခြင်းကိုလည်းခံနေရသူတယောက်ဖြစ်ပါရယ်အစာပိုင်းအိမ်တော်ခွဲခဲ့ရတာကြောင့်ဘရိတ်တက်တီကသူမ၏ခင်မုန်းဖြစ်သူအပေါ်အပြင်းအထန်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာကိုလည်းဘရိတ်တက်တီသိရှိပြီးသားဖြစ်မှာပါယခုလက်ရှိသူမ၏မထက်မထားတဲ့လောရက်တွေကြောင့်ဘရိတ်တက်ရဲ့အကြီးကျယ်ဝေဖန်တာကို သူမှရှိခံရပြီပဲဖြစ်ပါရဲ့ယခုလိုဝေဖန်ခံရတာကလေတထေးလေးဖူလာပြေနဲ့ရှယ်ကိုပျော်မြူးနေတဲ့ဗီဒီယိုဖိုင်လူမြင်မသိတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်ရခဲ့ရခြင်းကြောင့်ပဲဖြစ်ပါရဲ့